ပါလဲဆူတောင်းခြင်းတခါလေဆူတောင်းခြင်းကအရှိကြီးဟုတ်ခြင်းမဟုတ်လိမ့်မယ်ဒါပေမဲ့တိုတိုလေးဖြစ်ရင်တော့မှတကယ်နှလုံးသားထဲကနေပါတဲ့ဆူတောင်းချက်ကဖះနားတဲ့ကိုချက်ချင်းရောက်တယ်ဖះနဲ့စကားပြောတယ်ဆိုတာ conversation conversation with god လို့ပြောရခါမှာ dialogue တယောက်တည်းပြောတာမဟုတ်ဘူးနှစ်ယောက်ပြောနေတာဒါကြောင့်မလို့ဆူတောင်းတဲ့သူတွေအစ်မြင့်လာပြီဆူတောင်းခြင်းမှာပို့ပို့ပြီးနားရလာပြီဆိုရင်ဆူတောင်းခြင်းကတကယ်တော့90%ခိုင်နှုန်းပဲ ပြန်လည်နားထောင်ခြင်းเนาะဖះစီရအတန်ကြားခြင်း90ရာခိုင်နှုန်းဖြစ်သွားတာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏အဖာဖះကိုကျွန်တော်တို့အဖေတယောက်အနေနဲ့စကားပြောခွင့်ရတယ်တခုခုပြဿနာကြုံပြီးကျွန်တော်ဒုံထိသွားပြီဟာเนาะမတင်ထားတဲ့အရာတွေဖြစ်သွားပြီဘာအရင်ဆုံးလုပ်လဲဘယ်လိုဖြေရှင်းရမကောင်းမလဲအရင်လုပ်တယ်ကျွန်တော်တို့ဖះကိုအရင်ဆုံးမတိုင်ပင်ဘူးအဲ့ဒီမှာယုံကြည်သူများကြာဆုံးတယ် မကြဆုံးသင့်မယ်ကြဆုံးတာတခြားကြောင့်မဟုတ်ဘူးစာတန်ကလည်းလိန်ထားတယ်စုမတောင်းနဲ့အလကားဖျားဖြေပြီးမှမဟုတ်ဘူးเนาะဒါနဲ့ပဲကျွန်တော်စုမတောင်းတဲ့သူတွေအများကြီးရှိတယ်စုမတောင်းတော့ဒီနေ့စုမတောင်းလာလေလေ conversation ဖျားနဲ့စကားပြောချင်းဝေးလာရင်စိမ့်သွားတယ်စုတောင်းချင်းမရက်စီနဲ့လို့ပြောတဲ့ခါမှာမိုးလင်းတဲ့ခါမှာလည်းလာတဲ့ခါမှာကိုရောဂျေစုတင်တယ်ဒီနေ့အတွက်ပူဆောင်တယ်ဒီနေ့ဖျားနဲ့အမြဲတမ်းတိုင်ပင်နေတာအော်ကိုရောဒီနေ့ဈေးသွားဝယ်မယ်ဒီနေ့အကောင်းဆုံး ပစ္စည်းများဝယ်နိုင်ဖို့မစားပါ။အာဒီနေ့ကိုတော့ကျွန်ယုံသွားမယ်။ယုံမှအလုံမှကိုတော့အတူပါရှိပါ။အလုံလုံးနေရင်တန်တန်ကိုတော့ဒီရာတော့ဖြည့်ရှင်းမှုခက်ခဲနေတယ်။ဒါကြောင့်မလို့ဒီရဲ့ခက်ခဲလေးကိုကိုတော့မစားပါ။နော်။ဒါပါလို့တာလေ။မချားမလက်ဆူတောင်းနေတာမပြတ်စီဘူး။ဖျားနဲ့အဆက်တွေမပြတ်စီနေလို့ပြောတာ။သင်ဆူတောင်းတော့သူဖြစ်တယ်ဆိုဒီနေ့ဝင်ခံပါ။အော်ကိုတော့ပြန်လာတဲ့ခါမှာယုံကြည်ခြင်းမရှိတော့ဘူးလား။လောကကြီးမှာလာကြည့်တဲ့ခါမှာ ငါကိုယုံတဲ့သူရောရှိသေးရဲ့လားလို့ကိုရောအလိုတောင်ပြောပြီးတော့အာ all right အဖွဲထဲမှာကျွန်တော်မပါရအောင်အာမင်အဲကြောင့်ဒီနေ့ဝင်ခံရအောင်တင်းနေကျွန်တော်ဘာဝင်ခံစီခြင်းလဲဒီလား ဒီနေ့မှာသင်ကိုဝင်ခံစေခြင်းနဲ့ကျွန်တော်ရှိတယ်ကျွန်တော်ဆုတောင်းတော်သူဖြစ်တယ်ကျွန်မဆုတောင်းတော်သူဖြစ်တယ်ဟာလေလုယာယုံကြည်နေစေဖြစ်တယ်အဖြစ်မရသေးတာပဲရှိတယ်မပေးတာမဟုတ်ဘူးအာမင်အဖြစ်မရသေးတာပဲဖြစ်တယ်လက်မလျှော့ဘူးအာမင်ဒီလိုမျိုးကျွန်တော်တို့ခံယူခြင်းနဲ့သွားတယ်ဆိုရင်မတရားတဲ့တရားသူကြီးတောင်အဖြစ်ပြီးတယ်ဆိုရင်ဖခင်ဟာတရားတော်ဖခင်ဖြစ်တယ်ဖခင်ဟာကျွန်တော်ရဲ့ဖခင်ဖြစ်တယ်ဖခင်ဟာကျွန်တော်တို့ကိုတိတ်ချစ်တော်သူဖြစ်တဲ့ခါမှာကျွန်တော်တို့ကာလအချိန်တန်တဲ့ခါမှာပေးတယ်အာမင်ဒါပေမဲ့မပေးတဲ့အချိန်ရှိလားရှိတယ်စောင့်ခိုင်းတဲ့ ချိန်ရှိလားရှိတယ်ဆူတောင်းခြင်းဟာတကိုးရှိတာမှန်တယ်ဒါပေမဲ့ကျွန်တော်ဆူတောင်းခြင်းထဲမှာလည်းစနစ်ကြဖို့ ਨੇ ကျွန်တော်တို့ဆူတောင်းခြင်းဒီမှန်ကန်စွာဆူတောင်းတတ်ဖို့လိုတယ်ဘသူစီတောင်းရမလဲပြန်ပြောမယ်ဘသူစီတောင်းရမလဲအဖခင်မတော်စီတောင်းရမယ်ဘသူနာမနဲ့တောင်းရမလဲသားရောသခင်ယေရှုနာမနဲ့တောင်းရမယ်ဘသူကကူညီပြီးတော့အပြည့်ပေးမလဲတန်ရှင်သောဝိညာဉ်တော်ပြဆောင်ပါမယ်ဟာလေလုယာဒါသည်စေလုံးပါသောဆူတောင်းခြင်းဒါသည်စစ်မှန်သောဆူတောင်းခြင်းဒါသည် မှန်ကန်သောရလဖြစ်လေဆိုတာကိုဒီနေ့ပြောပြခြင်းတယ်အစာရှောင်ဆူတောင်းခြင်းသည်စိတ်နှလုံးပါသောဆူတောင်းခြင်းဖြစ်တယ်မကြောက်လေလောကရာကိုညင်ပလိုက်ပြီအာမင်လောကရဲ့စာလောင်မှုကိုခဏဖယ်ပြီးတော့ကိုရော I am serious ကျွန်တော်တကယ်ကို serious ဖြစ်တယ်ကိုရောကိုရောစီမှာကျွန်တော်လာပြီးဝိညာဉ်တိုက်ပွဲအောင်နိုင်ဖို့ ਆ လေအစာရှောင်ရတယ်ချမ်းစာတွေမှာပါလာပါတယ်သခင်ယေရှုရှောင်လာရှောင်တယ်ရက်40ရှောင်တဲ့အချိန်မှာမာနကလာတယ် ။နော်အစာရှောင်တဲ့အချိန်လဲလာတတ်တယ်။အဲ့ဒါမှမင်းနဲ့နော်။အစာရှောင်တဲ့အချိန်မှာပူပြီးတော့လာတတ်တယ်လို့အတွေ့အကြုံရတော့ပြောပြခြင်းတယ်။အစာရှောင်ထားပြီးဟေးဆိုရင်စုံစမ်းခြင်းပူလာတယ်လို့ပဲ။ဒါပေမဲ့အဲ့ဒါကလေကျွန်တော်တို့ကြောက်သွားဖို့နဲ့ကျွန်တော်တို့နောက်ဆုတ်သွားဖို့စတဲ့ခြောက်တာ။ဒါပေမဲ့အဲ့ဒီအချိန်မှာမရက်လိုက်နဲ့။စုံစမ်းခြင်းလာပြီးသဘောပေါက်လိုက်ငါဖျားရှိမှလာတာမှန်တယ်လို့သဘောပေါက်လိုက်။မုံညင်းစေးလောက်ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာမုံညင်းခြင်းတည်တည်လေးကိုပြောတာမဟုတ်ဘူး။ယုံကြည်ခြင်းတိုးပွားမှာ ရှိတဲ့အရာကိုတဖြည်းဖြည်းနဲ့ပြုစုတဲ့အခါမှာတိုးပွားတာကြီးလာတာဒါကြောင့်မလို့မုံညင်းဈေးလောက်ယုံကြည်ခြင်းဆိုတာတင့်ထဲမှာယုံကြည်ခြင်းနေနေစင်နဲ့အမျှကြီးထွားတဲ့ယုံကြည်ခြင်းကိုပြောချင်တာလူရဲ့အတွင်းစိတ်ကိုလည်းလူဝိညာဉ်ကတည်တယ်လို့ပဲဖျားရဲ့အတွင်းစိတ်ကိုတန်ရှင်သောဝိညာဉ်ကတည်တယ်ဒါကြောင့်ဝိညာဉ်တော်ကဘယ်လိုလုပ်ပေးလဲဒီလားတင်စုတောင်းခြင်းတဲ့အကြောင်းနဲ့ तू တည်ထားတဲ့အကြောင်းနှစ်ခုကိုလေတူညီစေတာတခါလေကျွန်တော်တို့ကစုတောင်းတဲ့အချက်ကကိုလိုချင်တာတွေပဲပြောတတ်တယ် အဲ့တော့ကျွန်တော်တို့လိုချင်တာ shopping list လို့ပဲတခါရဲကိုရောဒါမရသေးဘူးเนาะဒါလည်းရှိသေးတယ်ဒါအရှင်ဒါအေးမင်းအဲ့လိုမဟုတ်ဘူးဒီနေ့ဖျားရဘဲအချိန်မှဖြီးပေးလိုက်သေးလားဖျားရဲ့အလိုတော်ကျွန်တော်တို့ရဲ့အလိုတော်ကြိုက်သွားတဲ့အချိန်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့လိုချင်တဲ့အရာရှိတယ်ဒါပေမဲ့ဖျားဖြစ်စီချင်တဲ့အလိုတော်ကြိုက်သွားတဲ့အချိန်အမြဲတမ်းဆူတောင်းဖြေရတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုဖြစ်ဖို့ကဘယ်လိုသိနိုင်မှာလဲအချိန်တိုင်းသိနိုင်တဲ့နည်းရှိတယ်ဘယ်လိုသိလဲ ဝိညာဉ်တော်မာစားခြင်းဝိညာဉ်တော်၌ဆုတောင်းခြင်းကိုယ့်ရဲ့နှလုံးသားအရင်ဆန့်စစ်ကြည့်ရတယ်ကိုယ့်ထဲမှာဘာတွေလိုအပ်နေလဲကိုယ့်ထဲမှာဘာတွေဖျားမကြိုက်တာတွေဖျားအလိုတော်နဲ့မကြိုက်တာတွေရှိနေလဲနှလုံးသားဆန့်စစ်ပါအဲ့ဒီချိန်မှာအเจ้าမူကဝိညာဉ်တော်ဒီတန်ရှင်းသူတို့ကြီးဆုတောင်းခြင်းအမှုကိုဖျားသခင်ကြီးအလိုတော်နဲ့အညီဆောင်ပါတယ်ဖျားအလိုတော်နဲ့ဆောင်ပါဖို့ကလေကျောင်းစိတ်နှလုံးသားထဲမှာရှင်းနေဖို့လိုတယ်နောက်ဆုံးမှာဘာမှဆုတောင်းစရာမရှိတဲ့အခါမှာနှုတ်မမွတ်နိုင်တဲ့ညီတော်ခြင်း တခါလေနှုတ်တော်မမွတ်နိုင်တဲ့အချိန်ရှိတယ်။တခါလေအဲ့ချိန်မှာဘယ်ဟာအသုံးဝင်လာလဲ။အခြားသောဘာစကားတွေအသုံးဝင်လာတယ်။အဲ့ချိန်မှာဘာတွေကအသုံးဝင်လာလဲ။ချီးမွမ်းခြင်းတွေ၊စာလန်တဲ့ခြင်းတွေအသုံးဝင်လာတယ်။အခြားသောဘာသာစကားပြင်ပြောသောသူတွေလူတို့အာမပြောဖျားသခင်ကိုပြောတယ်။လူတွေကိုပြောတာမဟုတ်ဘူးဖျားကိုပြောတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကနားမလည်နိုင်ဘူး။ဒါကြောင့်မလဲရှင်ဘောလူကပြောလဲနားလည်နိုင်တဲ့အထည်ကိုတောင်းပါတယ်။ တော့မတောင်းနဲ့မပြောနော်နားလေနိုင်တဲ့ဘာသာပြန်နိုင်တဲ့အထီကိုတောင်းပါဝိညာဉ်စုယေရှုဆိုတာဘာအတွက်လဲဒီလားအသင်းတော်တည်ဆောက်ခြင်းကဒါကြောင့်တခါလေကျွန်တော်တို့ကစုယေရှုရှိတဲ့သူတွေကိုကျွန်တော်ဒီနေ့ခေါ်အောင်ပေးခြင်းတယ်အသင်းတော်နဲ့တွဲပြီးလှုပ်လှုပ်ပါအသင်းတော်တည်ဆောက်ဖို့အလုပ်လုပ်ပါအသင်းတော်တိဆောက်ဆိုအသင်းတော်ထောင်ဆိုင်တာကိုပြောတာမဟုတ်နော်အဲ့ဒီအသင်းတော်ပြက်နေရင်လည်းအဲ့ဒီအသင်းတော်မှာတိဆောက်တော်သူတွေဖြစ်ဖို့ဖျားလို့တော့ရှိတယ်အာမင်တင့်ရဲ့ဝိညာဉ်စုဂျေစုအတွက်တင့်ကိုအရန်ဖျားအောင်ဂျေစုတင်တယ်တစ်ချိန်တည်းမှာပဲတင့်ကိုသတိပေးခြင်းတယ် ်သင်ရဲ့စုဂျေဇူးကအသင်းတော်တိဆောက်ခြင်းမှာကြွယ်ဝစွာပြည့်စုံဖို့ကြိုးစားပါခြားတော်ဘာစကားနဲ့လည်းတောင်းဘာနဲ့လည်းတောင်းညံနဲ့လည်းတောင်းဒါဆိုဘာကိုပြောတာလဲကျွန်တော်မြန်မာလူတောင်းရတယ်ပြီးရင်ဖျားပေးထားတဲ့ gift နော်စုဂျေဇူးဖြစ်တဲ့ခြားတော်ဘာစကားနဲ့လည်းတောင်းဖို့လိုတယ်အဘယ်အမှုကိုများဆုံးခြင်းရှိပဲနဲ့တဲ့အရာရာ၌ဂျေဇူးတော်ချီးမွမ်းခြင်းအဲ့ဒါပါလေ praise ချီးမွမ်းတာ အရာရာမှာကျေးဇူးတော်ချီးမွမ်းတယ် praise လုပ်တာကျေးဇူးတင်တာဖရာရဲ့ကျေးဇူးတော်ရည်တွက်တာနှစ်တကွဘာလို့ဘာလို့ပြောလဲဆုတောင်းပနာပြုပါအဲ့ဒါ prayer ဖြစ်တယ် praise နဲ့ prayer ပေါင်းတဲ့အခါမှာတဲ့ဘာလို့လဲဘာရလဲအဘယ်သူများကြံရွေးမမိနိုင်နဲ့ဖရာသခင်ရဲ့ညီသက်ခြင်း peace အဲ့ကြောင့်ဒီနေ့မှာကိုယ်ဝပေးခြင်းနဲ့ praise plus prayer equal peace